ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အာလုံးဖြည့်စည်နိုင်တယ်ဟုတ်တယ်လေဘယေတိတာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘုရားမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ကြည့်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ် အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ဒီချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ဌာမာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတေနေနပုရိတေနဓမ္မတတိနငါလိုစွမ်းဤတတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်က တဦးတည်းနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီတပ်ဝိညုတံပါပုနေတောတန်တာရိတံတတေကဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့တပ်ဝိတဉဏ်ကြီးကိုရအောင်ယူပြီးတော့ဖျားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့စန္ဒအဲ့ဒီစန္ဒကြောင့်မို့လို့ ဖះစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမစင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဖះဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်လေဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင် အောင်ပါသောဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ် တခါတည်းရန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးချီးဆိုးထား။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးချီးဆိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးချီးဆိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါပါလာတာပေါ့။ အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလွတ်လာတဲ့ယုတ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာကညော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင် အောင်မြအောင်လုပ်တာလို့လို့ ဒါဆန္ဒကနေဥဆောင်တော့အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်မှုလူသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်မှုလို့ဆန္ဒတော့ရှိပါရဲ့ကျိုးပန်းအထုံးမှုမရှိဘူးဆိုမြရပြန်မို့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘက်စုံကနေဟောထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လိုလဲကြိုးပမ်းအထောက်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယအဓိပတိဝိရိယဣတိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာချောင်းနှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရသတိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်သိစင်ရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ချက်နဲ့အတ္တကိလေသာနိယောဂဆိုတဲ့အချက်မျိုးတွေအစာဖြတ်ပြီးတော့ချက်နဲ့ရေဖြတ်ပြီးတော့ချက်နဲ့ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ချက်နဲ့တန်လျာဥကလွတ်ဖို့မရမနေလုပ်မယ်ဆိုတဲ့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းချက်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင် ူကိုယ်သူကိုလူမြင်မခံဘူးပြောတဲ့မှန်လေအဝတ်မို့ဖူအဲ့ဒီချိန်ဘောလစ်လက်နေတယ်လူတန်ခြေတန်ကြားလိုက်တာနဲ့လက်ခနဲ့ပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော့တဲ့မှာဒုက္ခရစရိယာလို့ခေါ်တယ်ပင်မခဲခင်းတဲ့အချက်တွေကြည့်ဘာစားလဲလို့ဆိုတော့တော့ဝတ်တော့ဆက်မှာ နွားချံနေပါလေလာလှုပ်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မစင်ရဲတဲ့ဒီအကျင့်နေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာပြီးကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုံးမှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုံးလို့ရဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကျိုးပန်းအထုံးပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝီမန္တာဒီပတိအသိဉာဏ်နဲ့ဆင်းလင်းစားကြည့်ပြီး ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကညာနဲ့ဆင်ခြင်သုံးသပ်လိုက်တယ်ပင်ပင်မှန်မှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလက်အဆုံးဂိတ်ဆုံးချီအောင်ရောက်အောင်ချင်းလိုက်တော့ဘာတွေးမိလာတော့ဆိုရင်လောကမှာသူလောင်းအပင်ပန်းခန္ဓာချင်းတဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘုသူအောင်မှာငါမရောက်ဘူးဝီရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင် တိယာအညောမက်ခေါ်ဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးလမ်းဆုံးအောင်လိုက်တယ်သူကကြိုးပမ်းအထောက်အကူနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်အဆုံးထိအောင်လိုက်ကြည့်စီလို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းကဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့ပဲဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာ။ဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ပေါ့။အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာချမ်းခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဘုရားဆိုတဲ့တပ္ပယုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာတုန်းဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝီမန္တဒီစွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူးနော်။ ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေ live လေးနေထွေးစွာကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့်ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါခင်ဗျာ